Hello အားလုံးမင်္ဂလာပါ Good day football channel ရနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်ဒီနေ့ Champion League Round 2ပေါ့နော် Phase 2ဒါ League မှာဆိုတာပွဲစဉ်နှစ်လို့ပြောရမှာပေါ့နော် ပွဲစဉ်နှစ်ပွဲစဉ်နှစ်စပြီးကံပါပြီအာဒီနေ့တော့ကိုးပွဲကံမယ်မလားဖန်ကိုးပွဲပေါ့နော်အရင်တစ်ပတ်ကလို့၃ရက်မခွဲတော့ဒီတစ်ပတ်က Europa League ဘာညာအကုန်ရှိတာဆိုတော့ကျွန်တော်တို့ဟွာပေါ့နော်နှစ်ရက်ထဲနဲ့အပြီးကံမယ်ပေါ့နော်ပြီးရင်ကြာပြီးည Europa League နဲ့ Conference League ကံမယ်တဘောဖြစ်ပါတယ်အဲ့တော့ ီနေ့တော့ကျွန်တော်မန်မာလဲအစ်စ်ဒီအော်တိုဘာလအတွက်ကျွန်တော်မန်မာလဲခေါ်ထားပါတယ်နော်အဲမန်မာလဲခေါ်ထားတယ်ပြီးတော့ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဟိုကုလပိုင်းပေါ့နော်ကုလပိုင်းမှာကျွန်တော်အပေါင်းမပြခဲ့ဘူးဗျာအပေါင်းမပြအတွက်ဒီကုလပိုင်းမန်မာဝင်ကြီးကိုလေအကုန်လုံးကိုဒီဆဲလာပိုင်းအတွက်ဒါ free ပေးမှာပေါ့နော် free ပို့ပေးတော့မှာဖြစ်ပါတယ်အဲ့တော့လက်ရှိမန်မာတစ်တီဝင်ကျင်တဲ့ညီကိုတွေ့တော့ကျွန်တော်ဒါဆယ်ရဲ့အဲဆယ်လာပိုင်း9ရက်နေ့ထိမန်မာနောက်ဆုံးထားပြီးတော့ခေါ်ပေးထားပါတယ်နော် အဲ့မမဘလို့ဆက်တွေ့ရမလဲဆိုရင်ကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာဒီ Viber link channel link နေ Telegram channel link နေမမဝင်ဖို့ဒီဆက်တွေ့ရမယ် link နေပေါ့เนาะအကုန်လုံးကျွန်တော်ဟိုလုတ်ပေးထားပါတယ်ပို့ပေးထားပါတယ်เนาะအဲ့မှာတစ်ချက်တော့ဝင်ပြီးတော့ကျွန်တော်ဆက်တွေ့လို့ရပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ကတော့ကျွန်တော်ပွဲနေတော့များတယ်ပေါ့เนาะပွဲနေများတယ်များတဲ့အတွက်ကျွန်တော်တို့ဒါအတင်းကြီးတွေလည်းပါတယ် Chelsea တို့ Bayern တို့ Real Madrid တို့ Liverpool တို့เนาะအဲ့လိုမျိုးလေးဆိုတော့ကျွန်တော်တို့ဒီနေ့မှာဟို ပြီးတော့ခြံမြန်လေးဖြစ်နေတဲ့အတွက်ပေါ့နော်ဒါခြေအတိုင်းတကယ်ကံမဲ့ပွဲစဉ်တွေများပါတယ်ဟိုကြီးနောက်ကြီးထက်ပေါ့နော်ကြီးထက်ဒီဟိုခြေဆွမ်းအမှန်တိုင်းကျွန်တော်တကယ်ကံမဲ့ပွဲစဉ်တွေများပါတယ်နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တတိထားပြီးတော့ရွေးချယ်ရမယ်ပြီးတော့အရင်တစ်ပတ်ကဆိုကျွန်တော်ဂူပေါင်းပေါ်တော်တော်လေးတက်တယ်နော်အော်ဒီတစ်ပတ်လည်းအဲ့လိုမျိုးပဲလာမလားကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်နော် ကဲအဲ့တော့ကျွန်တော်ပွဲတွေကိုစပြီးတော့ပြောပြပေးပါမယ်။မနေ့ကတော့မနေ့ကကျွန်တော် member တွေကျွန်တော်လေးကွက်ပေးတာပေါ့လေးပေးတာတော့ဒါမဲ့ Valencia ပွဲပြတ်သွားတဲ့အတွက်ဒီ Watson နဲ့ Go out ပေါ့နော်ကျွန်တော်နှစ်ကွက်ပဲအော်နှစ်ကွက်လုံး all win သွား all win သွားဖြစ်တယ်ပေါ့နော်ပြီးတော့ဒီ free channel မှာလည်းကျွန်တော် mount mount ပေါက်တယ်ပေါ့နော်၃တင်း၃တင်း၃တင်း mount တွေတကယ်တော့ပေါက်ပါနော် အဲ့ဒီနေ့လည်းကျွန်တော် wine spec code တွေမောင်းရွှေ့ရှင်မှုတွေဒါ free tip တွေအကုန်လုံးကျွန်တော်ဆုံးလုံးလေးလင်းလေးဒါ free Telegram channel ပဲပါ channel မှာကျွန်တော်အကုန်လုံးပို့ပေးသွားမှာဖြစ်ပါတယ်เนาะကဲတော့ကျွန်တော်17:55စပြီ17:55ကျွန်တော်တို့နှစ်ပွဲစကံမဲ့ Atlanta နဲ့ Class 2ပွဲလင်းရှိမယ်ပြီးလို့ရှင် Real Madrid ပွဲရှိမယ်ပေါ့เนาะဟော Atlanta ကလက်ရှိမှာတလုံးကို60နိုင်3လုံး15ပြားရှုံးပေးနေတယ် ဘာဘော်ဒီခြေစမ်းကတော့တိတ်ပြောင်းလဲမှုမရှိဘူးကိုပေါင်းကတော့မနက်ကကျွန်တော်ကြည့်တော့၃လုံးတည်၃လုံး၁၀ပြားနိုင်ဒီဝင်းကျင်တော့ပြီးခဲ့ပြီအခုကျတော့၃၅ပြားရှုံးတော့နည်းနည်းလေးပြင်းလာတဲ့ဘောပေါ့နော်အော်ဒီပွဲကကျွန်တော်ကခံခဲ့ရတော့ဒီကလပ်ဘလူးနဲ့အတလန်နာပွဲစဉ်ကမှတ်မိနေရဟိုနမူနာလဲကျွန်တော်တချို့ပြီးကျွန်တော်ပြောပြပူးလေပေါ့နော်ပထမအကြော့ကလပ်ဘလူးအိမ်ကမနစ်ကစတွေ့တော့ကိုပေါင်းကြီးနှလုံး၈၀ရှုံးမဲ့ပြီးပြီးတော့ပထမပိုင်းတုံးလုံးပြေသွားပွဲပေါ့နော်အဲဒုတိယအကြော့မှာလဲအတလန်နာအိမ်ကမှာကလပ်ဘလူးကိုထပ်ပြီးတော့နိုင်တယ်3-1နဲ့နော် တော့ဒီနေ့လဲလာသူမနစ်ကဒါအက်တလန်တာရှုံကြီးကိုဒီနေ့အက်တလန်တာဒီနေ့ပြန်ဆက်နိုင်မှာဒီနေ့ကတော့ဒီချိန်မဲတွေ့ပါဘောဗျာအင်ဂူဝင်းမကန်မနစ်ကရှုံထွက်တော့အင်ဂူဝင်းတွေ့ရတာဗောနော်အော်အက်တလန်တာလက်ရှိမှာကားနဲ့ဖောင်ရကြည့်မယ်ဆိုတော့အရင်ကြီး on fire ဖြစ်နေရတော့မဟုတ်နောက်ဆုံးပွဲစဉ်မှာဂျူပင်တက်ကိုတော့သူတည်ရောက်ကစားထားတယ်ရှေ့မှာတွီနိုအနိုင်ကစားထားတယ်အဲ့ရှေ့မှာ PSG ကို Champions League ပထမဆုံးပွဲစဉ်မှာရှုံထားတာလေးကိုတွေ့ရတယ်ဗောနော်အော်အဒလနာနီနဲ့နိုင်ပွဲမရသေးဘူးချန်ပီယံလိမှာနိုင်ပွဲရဖို့အမှတ်တွေလိုအပ်နေရယ်ဂလပ်ဘလူးကတော့ပထမပွဲစဉ်မှာ ဒါနိုင်ပွဲရထားဖြစ်တဲ့အတွက်သူ့အနေနဲ့တော့ဒါဒီပွဲမှာအရင်ကြီးအတ္တလန်တာလောက်ပရက်ရှာပြီးနေမှာတော့မဟုတ်ဘူးဒါပေမဲ့လက်ရှိကအရင်နှစ်ကအတ္တလန်တာလောက်ဒီနေ့အတ္တလန်တာခြေလမ်းမကောင်းတာကိုတော့သတိထားရမယ်ပေါ့နော်အဲ့တော့1 plus 60ဆိုရင်ဂျီရန်ကဒါပြောရမယ်ဆိုတော့နုတယ်မနှစ်ကအိမ်ကွင်းမှာတလုံး90ရှုံးလောက်အတ္တလန်တာကပြီးခဲ့တဲ့အချိန်မှာဒီနေ့မှာတလုံးချူရနဲ့အပြည့်နိုင်လို့ဂျီရန်ကဒီပွဲအတ္တလန်တာဘော်ဒီကြီးအောင်ဖို့ထပ်ပြီးတော့ခက်အောင်မယ်လို့ကျွန်တော်ထင်တယ် အဲ့တော့ body မှာဆိုတော့ဒီ1 black 60ကြီးတန်းကလက်ရှိ Atlanta ရဲ့ခြေစွမ်း Club Blue ရဲ့ခြေစွမ်းနဲ့ရှင်မယ်ဆိုရင်လည်းဒီ Club Blue ကပုံပြီးတော့ on fire ဖြစ်နေတဲ့အနေအထားမှာ Club Blue body ပဲကျွန်တော်ရွေးချယ်ရမှာပေါ့နော် Atlanta body နည်းနည်းလေးအန်တင်များပါတယ်နော်ပြီးတော့ကိုပေါင်းကတော့အပေါ်ပဲကောင်းတယ်ဒီနေ့ဒါ17.5ဆိုပေမဲ့ဒီပွဲလေးကကိုပေါင်းအပေါ်ကောင်းတယ် BDD ရဲ့ yes ဖြစ်နိုင်ခြေ1.48 ठी ပဲရောထားတာဆိုတော့ဖြစ်နိုင်ခြေများတယ်အဲဒိုနတင်ရဲ့လက်ရှိဂိုးတွင်းအားတွေအိမ်ကွင်းဆန်းဆောင်ရင်ဝင်းဆန်းဆောင်ရင်ရကြည့်မယ်ဆိုရင်လည်းဒါ crash မှုဆိုလည်းတော်တော်လေးဂိုးတွေတွင်းတယ်နော်အဲ့လိုမျိုးဆိုတော့ crash မှုဒီနေ့ဒါပုံမှန်ဆိုရင်ဗျာ1 plus 69ဆိုရင်နောက်ကဂိုးပေါင်းကြီးက2လုံး ပြားရှုံးနဲ့ပိတ်ရမှာဒါပေမဲ့355ပြားရှုံးကြီးရောက်နေနေမှာ Club Blue ကိုရမှာမလို့ဒီကိုပေါင်းကြီးဖွင့်ပေးထားတာဆိုတော့ Club Blue လည်းဘိုးရကိုရမယ် Atalanta လည်းအင်ကွင်းမှာကိုရမယ်ဆိုဒီဘွဲက305အချိန်မရင်းရောက်နိုင်တယ်11နဲ့စကြည့်မယ်11 21 12ဒီလိုမျိုးဖြစ်သွားနိုင်ကြများတယ်ပေါ့နော်အော်ဒီနေ့မှာကိုပေါင်းဘော်လေးကိုအဓိကကြိုက်တယ်ဘော်ဒီကိုမဖြစ်မနေရွေးပြပါဆိုတော့ glass blue body လေးပဲကြိုက်ပါတယ်နော် ျွန်တော်ဒီနေ့နှာရီစီးညာတန်အားတိတ်မကောင်းဘူးเนาะအဲနည်းနည်းလေးတော့တီးခံပြီးတော့နားထောင်ပြီးကြပါเนาะနောက်တစ်ပွဲက Real Madrid ကခါရဲ MRD ကို၃လုံးကို60နိုင်ပေးနေတယ်ကိုပေါင်းကြီး၄လုံး50နိုင်မနက်က၃လုံး50နိုင်၄လုံး50နိုင်ပေးရဘော်ဒီကြီးတန်းပြုတ်ကျသွားပြီးတော့ကိုပေါင်းကြီးတန်းကငြိမ်ငြိမ်လေးရှိနေရပါเนาะအော်ခါရဲ MRD ကတော့ Carlos Tancleta ကျွန်တော်လက်တွေ့နဲ့ပွဲမှာကျွန်တော်တတိထားမိခဲ့ကြပါတယ်เนาะအားလုံး ော့ setting ကတော့လှုပ်ရှားသွားတယ်။အော်ဒီတစ်ခါ real metric ကရောဒီလိုပဲလှုပ်ရှားမလား။တော်လုံးရှင်းတော့အပြည့်ရမယ်။တော်လုံးရှူးပါမယ်။သူကတော့တလုံးရှူးပြီးတော့တုံးမဲ့ယူထားတာမျိုးလည်းဖြစ်နိုင်နေပါတော့။အော်ဒီပွဲကနည်းနည်းလေးတော့ risk များ။အဲ့တော့ကျွန်တော်ပထမ7နိုင်15ပွဲမှာဒီ9ပေါင်းအပေါ်ကြိုက်ခဲ့တာဖြစ်တဲ့ဒီ real metric ပွဲစဉ်မှာ ျွန်တော်ကူပေါင်းအောက်ပဲကြိုက်တယ်ဘော်ဒီကိုလက်ဆောင်ကျင်တယ်ရယ်မက်ဒရစ်3ဇီလောက်နဲ့ရက်သွားတာမျိုးကြီးလှုပ်သွားမှာဆိုတော့ဝိုင်းစီနဲ့လည်းဖြစ်နိုင်တယ်3ဇီလည်းဖြစ်နိုင်တယ်3ဇီဆိုကျွန်တော်ခါရဲ MRD ဘော်ဒီနေမယ်ဆိုရင်ဒါအပြည့်နေပါဆုံးရှုံးမယ်နော်အာရယ်မက်ဒရစ်နေလာလို့ရယ်မက်ဒရစ်ကဝိုင်းစီ2ဇီနဲ့ရက်သွားမယ်ဆိုရင်ကျွန်တော်အပြည့်ဆုံးရှုံးမယ်အဲ့တော့ဘော်ဒီဒီအန်ဒီအများတယ်ကိုပေါင်းကကြောက်ကျွန်တော်၄လုံးထိရောက်တော့ကျွန်တော်ပြား90ပဲနှစ်နာမှာကျွန်တော်တို့က လုံးဝ okay ရယ်ငါလုံးရောက်ဖို့ကတော်တော်လေးခက်ပါခါရဲ MRDD အိမ်ကွင်းမှာခန်းစစ်အားကောင်းပါရယ်နော်တောင်းတောင်းအတင်းကိုပြက်ချေပြနိုင်မှုခက်တဲ့အနေထားဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲမှာ Real Madrid ပွဲစဉ်ကိုပေါင်းအောက်လေးကြိုက်တယ် body ကိုလက်ဆောင်ခြင်းနဲ့ Real Madrid အနေနဲ့ Madrid Derby မှာကိုပြက်ချေပြ Athletic Athletico Madrid ကိုကိုပြက်ချေပြရှုံးခဲ့တဲ့အရှုံးကဒီနေ့ပွဲစဉ်မှာတော့အဲ maybe ပောက်ကွဲအားပောက်ကွဲလာနိုင်နေပေါ့ဒါပေမဲ့စပိန်ကနေဒီတော့အရှိအာရှနာအထိ ခီးဝေးသွားခဲ့ရဖြစ်တဲ့တဲ့ဒါနည်းနည်းလေးပင်ပန်းနွမ်းနေမှုရှိမြဲပြီးတော့အီဒီကိုနဲ့ပွဲစဉ်မှာသူတို့အင်ပြအပြစ်တုံးပြီးကစားခဲ့ရဒါဆိုတော့နည်းနည်းလေးကိုပြည့်ချစ်ပြဒီနေ့ရိုက်ဖို့နည်းနည်းခတ်အောင်မယ်ကျွန်တော်ထင်နည်းနည်းအချိန်ပြန်ယူပြီးမှပောက်ပွဲမယ်လို့ကျွန်တော်တွေးတယ်အဲဒါကြောင့်ခူပေါင်းအောက်၄လုံးထိကျွန်တော်ရောက်ခံလို့ရတယ်၄လုံးရှိတော့ပြား50ပဲနဲ့နာမှာကျွန်တော်တို့အဆင်ပြေတယ်၅လုံးရောက်ဖို့တော့ခတ်မယ်လို့ကျွန်တော်တွေးတယ်ကျွန်တော်ကတော့ Real Madrid 1 C 2 C 3 C ဆိုတာအလွန်ဆုံးလောက်ပဲလို့ကျွန်တော်တွေးတယ်ပေါ့နော်အဲကျွန်တော် Real Madrid ပွဲစဉ်ကိုခူပေါင်းအောက်လေးကြိုက်ပါတယ်နော် အော်၁၇နာရီ၅ပွဲ၂ပွဲရှိရဲ့မြင်းနဲ့၂ပွဲပဲကန်တယ်အဲ့၂ပွဲစလုံးကြီးအပေါ်ဆုံးမအောင်ဘူးအောက်ဆုံးမအောင်ဘူးအဲအောက်ဆုံးကတော့အောင်ကောင်းအောင်တယ်အဲဘော်ဒီအောက်ကြီးအောင်တာများတယ်ကိုပေါင်းအောက်ကြီးအောင်တာပဲဒါပေမဲ့အပေါ်ဆုံးတော့ဘယ်တော့မှပေးမတတ်ဘူးနော်အော်အပေါ်ဆုံးကတပွဲလောက်ပဲပေးတတ်တယ်ဟိုကိုပေါင်းဆိုလည်းအပေါ်တပွဲရဲ့တော့၂ပွဲလုံးမတော့ဘော်ဒီဆိုလည်းအပေါ်တပွဲရဲ့လား၂ပွဲလုံးမတော့အဲ့တော့ကျွန်တော်ဒီဘက်မှာအတလန်နာဘွဲအဓိကကိုပေါင်းအပေါ်ကြိုက်ထားဖြစ်တယ်ဒီရီယယ်မက်ထရီကိုကိုပေါင်းအောက်လေးကြိုက်တာဖြစ်ပါတယ်နော် ဟောနောက်တစ်ပွဲကကျော်မာစီနဲ့အီဂျက်ပေါ့နော်မာစီကလည်းရှိမှာတလုံး90ရှုံ၃လုံးတည်ရီ၃လုံး၅ပြားရှုံပေးနေတယ်မနက်က 3D 1 mind ကလည်းဒါဂိုးပေါင်းကြီးရောဘော်ဒီကြီးရောဘာမှပြောင်းလဲမှုတိတ်မရှိဘူးဒါတည်တည်ငြိမ်ငြိမ်ပဲပေါ့နော်အော် ranking ရကြည့်မယ်ဆိုရင်တော့ဥရောပဒီ coefficient rank အရကြည့်မယ်ဆိုရင်တော့မာစီက42မှာအီဂျက်က35မှာအော်42ကနေ35ကိုအောက်ကဒါ80လောက်ပေါ့နော် ခုနှစ်ဆင်းလောက်နိုင်တဲ့အတင်ကိုမာစီရဲ့အိမ်ငွေအသာချင်နေပြဒါပေမဲ့လက်ရှိမှာ EJet ကကျွန်တော်တို့အရင်တုန်းကနာမည်ကြီးခဲ့တဲ့ EJet အတင်မဟုတ်တော့ဘူးတော်တော်လေးရလက်တီရင်းရိုင်နေတဲ့ EJet ဖြစ်သွားပြီအိမ်ငွေမှာတော့ Inter Milan လို့အတင်မျိုးကိုလူစည်းနဲ့ရှုံးတယ်ဟာ Inter Milan အတင်လို့အတင်ကြီးမလို့ရှုံးတာလို့မပြောနဲ့ Inter Milan ကလည်းလက်ရှိမှာဟို ဘိုင်ယန်မြူနစ်တို့လို PSG တို့လိုရှမ်းရှမ်းတော့ဒီ on fire ဖြစ်နေအတင်းမဟုတ်ဘူးတက်ကြီးတက်ဦးတက်ကြီးဟိုမိုင်းနဲ့ဖူဖူဖွဲ့တာအတင်းတင်းဖြစ်နေပါတော့အဲ့တော့ဒီဘက်မှာကျွန်တော်မာစီနဲ့ body ကြိုက်တယ်မာစီ body တော်တော်လေးကြိုက်တယ်ကိုပေါင်းအပေါ်လည်းကြိုက်ပါကျွန်တော်မာစီကိုရှေ့ပွဲဒီမှာလည်းပြောတယ် PSG နဲ့ပွဲတော့ကျွန်တော်မာစီနဲ့ goal ပေါ်ပဲရွေးပေးတယ်ဒီနေ့မာစီအိမ်ကွင်းကမွေးပြီးတော့ထိုးရမယ်ကနန်းလို့ပါဗျာနှလုံးချင်းနှလုံးသုံးလုံးထိုးမဲ့သူဆို ဘာသေးအိမ်ဝင်ပွဲအစဉ်တော်တော်များများကိုပေါင်းအပေါ်နဲ့တွဲဆော့ဘော်ဒီအဘော်ဒီအပေါ်လုံပေါ်ပါဗျာမာသေးမာသေးကိုပေါ်เนาะအဲ့လိုလေးတွဲဆော့ဒီနှစ်ရာဒီမာသေးအိမ်ဝင်ကားနဲ့ဖောင်ကြီးကြီးပါသုံးပွဲကံပြီးသွားပြီချန်ပီယံလိပွဲတော့မကန်ရသေးဘူးเนาะဒီနေ့ဒီကွန်ပထမဆုံးပွဲနဲ့ Paris FC ကို5-2နဲ့ရိုက်တယ်၊ဒုတိယပွဲနဲ့ Lorient ကို4-0နဲ့ရိုက်တယ်၊ PSG เนาะသူတို့ရဲ့အပြာမဟာပြိုင်ပွဲကြီး PSG ကို1-0နဲ့ရိုက်တယ်။အဲ အဲ့တော့မာစီအိမ်ဝင်လုံးဝဂိုးရတယ်ပွဲတိုင်းဂိုးရတယ်ပယ်ရီ FC ကိုတော့နှစ်ဂိုးပြန်ပေးထားတယ်ဒီနေ့မှာအေဂျက်လည်းမတော်တဆဂိုးရသွားနိုင်ချေရှိတဲ့အတွက်2 1 3 1ညီလာနိုင်ချေကိုပေါင်းပေါ်လည်းကြိုက်တယ်ဘော်ဒီမှာဆိုရင်လည်းမာစီဘော်ဒီကြိုက်တယ်တလုံးတော့ဖြစ်တယ်90ရင်းပြီးကြည့်မယ်ပေါ့နော်အဲ့တော့မာစီစုံပေါ်ကြိုက်ပါတယ်နောက်လာမယ့်ပွဲစဉ်တွေမှာလည်းမာစီပွဲတွေကိုအိမ်ကွင်းပွဲဆိုရင် အိမ်ဝင်းပွဲဆိုရင်မာစီကိုဟိုမွေးထိုးလို့ရပါတယ်နော်အဒီနေ့ယာဒီမာစီအိမ်ဝင်းတော်တော်လေးအကောင်းပါတယ်နော်ပိတ်တဲ့ဝိတ်လည်းတော်တော်လေးကောင်းတယ်အဲ့တော့ပထမဆုံးအိမ်ဝင်းချက်စီအဲ sorry ်ပထမဆုံးအိမ်ကွင်းချန်မြန်နီပွဲစဉ်နဲ့ဖြစ်နေတဲ့ဒါပထမအကြော့မှာပထမပွဲစဉ်တက်မာလေရေမထွက်ကိုအဝေးကွင်းမှာသွားရှုံးပြန်လာတယ်မာစီအနေနဲ့အမတ်ကလိုအပ်နေပြီဒါသူရဲ့ပထမဆုံးချန်မြန်နီအိမ်ကွင်းပွဲစဉ်ဖြစ်တဲ့အတွက်ပိတ်တဲ့ဝိတ်နဲ့အီချက်ကိုကောင်းကောင်းလေးလှော်မယ်လို့ကျွန်တော်တွေးပါတယ်နော်အဲ့တော့မာစီနဲ့ဂိုးပေါင်းအပေါ်အကြိုက်တူရင်မိုင်းကုံလာတင်ရလိုက်တော့နော်ညီကိုအော်နောက်တစ်ပွဲကဘိုဒိုကလင်းနဲ့စပါပွဲစပါ level 80ရှုံး3လုံးတည်ရပြပါတယ် ဘော်ဒီဂျီနန်ကိုပေါင်းဂျီနန်မမြပါဘူးเนาะဘော်ဒီဂျီနန်နုပါတယ်ကိုပေါင်းဂျီပြင်းပါအဲ့တော့ဒီပွဲကရှင်းပါတယ်ဘော်ဒီဂျီနန်နုနေချင်းမှာကိုပေါင်းဂျီပြင်းတဲ့အနေထားဆိုတော့ဘိုဒိုကလင်အင်ရှင်ကလည်းနော်ဝေးကလပ်အင်ရှင်ဘိုဒိုကလင်ကအင်ကွင်းလုံကိုရရတဲ့အတင်ဒါကိုရလိမ့်မယ်စပါးကလည်းလက်ရှိမှာကာရန်ဖောင်ကတော်တော်လေးကောင်းတဲ့အနေထားမှာတွေ့နေရတယ်ပေါ့เนาะတခါတလေရှေချော်လက်ချော်လေးဖြစ်တာလေးတပွဲတက်လေးတော့ရှိတာပေါ့လေเนาะအော် ဘိုလိုဂလင်းကတော့အင်ကွင်းကစိတ်ချရပြီ။ဟိုပထမအကြောင်းကဆလာဘီယာပရာဟာနဲ့ပွဲစဉ်တော့ကျွန်တော်ဆလာဘီယာပရာဟာလေးကိုကြိုက်တာလေ။အိုက်ကောင်လေးနိုင်ရကျွန်တော်အော်ဝင်းဖြစ်မဲ့ညပေါ့ဗျာ။အိုက်ပွင့်အိုက်ညာ2-1 2-0ကနေ2-1 2-1နဲ့2-2ဖြစ်သွားဘူးဘိုရိုကလင်းကျွန်တော်မကြိုက်လို့မဟုတ်ဘူးဒါပေမဲ့ဘိုရိုဘိုရိုကလင်းကိုအိမ်ကွင်းတော့အယုံနေရဲအဝေးကွင်းတော့ကျွန်တော်မယုံဘူးဆိုမှကျွန်တော်ဘိုရိုကလင်းကိုဘက်ကန်လိုက်တာပေါ့နော်ပရာဟာကမှလှုပ်သွားကျွန်တော်အဲ့တော့ ီနေ့လဲကျွန်တော်ဗိုလ်ဒိုကလင်းကိုမယုံတော့မရတော့ဗိုလ်ဒိုကလင်းအိမ်ကွင်းကောင်းတယ်ပိုကောင်းတယ်အဝေးကွင်းတန်းအဝေးကွင်းမှာတော့ဂိုးရဲတွင်းနေတဲ့အတင်းဆိုတော့အိမ်ကွင်းဆိုပိုတော်တွင်းနေတယ်သူပြီးတော့သူတို့ဒီချန်ပီယံလိဂ်ကို maybe သူတို့အတင်းတမိုင်းတစ်ချက်ပထမဆုံးအချိန်ဝင်ကွင်းရတဲ့အနေထားတင်တယ်ကျွန်တော်အဲ့အဲ့အဲ့ဒီ data ချက်လက်တခုတော့လွတ်လွတ်သွားရပါတော့ကျွန်တော်တည်တော့ဆိုတော့ပထမဆုံးဝင်ဝင်ရတဲ့ဟိုအကျိန်ဆိုတော့အိမ်ဝင်ပိတ်တဲ့တွေကလည်းအကွင်းပြေလာအားပေးလောက်တယ်သူတို့ရပထမဆုံးဒီ champion league အိမ်ဝင်ပွဲစဉ်ဆိုတော့เนาะအဲ့တော့ဘိုတိုကလင်းနဲ့ကိုပေါင်းအပေါ်တွဲဆော့ပါစပါးဒီနေ့နိုင်ဖို့မလွယ်ပါဘူးကြည်တန်းလေးနှုတ်ပါเนาะစပါး ranking ရကြည့်မယ်ဆိုရင်တော့ဒါဘိုတိုကလင်းအထက်မှာရှိတာပဲလေเนาะအဲ့လိုမျိုးဆိုတော့အော်ကျွန်တော်ဒီပွဲမှာဘိုတိုကလင်းအင်ရှင်နဲ့ကိုပေါင်းအပေါ်လေးကိုတွဲပြီးတော့ကြိုက်ပါเนาะအော်နောက်တစ်ပွဲကကျွန်တော်ဘိုင်ယန်နဲ့ပါဖို့ပါဖို့ကိုဘိုင်ယန်အဝေးကွင်းနှလုံး60ရှုံ၄လုံးအပြည့်နိုင်ပေးပါအဲ့တော့ဘိုင်ယန်ကတော့ အဲဘိုင်ရန်တကယ်ဘိုင်ရန်နဲ့ရီးယားတော့ဒီနေ့မှအတင်းကြီးနဲ့တည်းကြေးပြင်းဆုံးပါနော်ဟိုတို့တကယ်ဂိုင်တော့ဂိုးပြက်ချီပြနိုင်တာပေါ့လေနော်အဲဘာဘလိုကန်လာမလဲရလဲနည်းနည်းလေးကစဉ်းစားခက်တယ်ပေါ့နော်ဒီကောင်တွေကဟတ်တူရတွေ့ဆုံမှုတော့မရှိထားဘူးဘိုင်ရန်နဲ့ပေါ့ဖူပေါ့ဖူကစိုက်ပရက်ကလပ်ပထမကြော့ပွဲစဉ်တက်မှာအိုလံပီယာကော့ကိုစီစီပေါ့ဖူကနည်းနည်းလေးတော့များနေပြီကြော့အိုလံပီယာကော့ပွဲတုန်းကလည်းကြော့ကိုလံပီယာကော့လေးကြိုက်ခဲ့သေးရပေါ့နော်ဒါတေးကြပါလက်တာပေါ့ဖူအနီကထုတ်ခံရတာတော့မှ ဟိုတကုံကစားပြပါပါကိုလံပီယာကိုကျင်းနေကြတဲ့ကြောင်ကစားနိုင်နေဆိုအိမ်ကွေးဆိုတော့ပူတော့ကောင်းပါဗျာเนาะအဲ့တော့ဒီပွဲကကျွန်တော်ဘိုင်းယန်ကိုပြက်မနိုင်တော့ဘူးလို့တော့တွေးတယ်ဗျာဒါပေမဲ့လည်းဟိုအတင်းဒီအတင်းကြီးအတင်းလေးနေထားရကြည့်မယ်ခြေဆွမ်းကတော့တော်တော်ကွာတယ်ဗျာဒီဘိုင်းယန်တကယ်ရိုက်ဝိုင်း9 6 9ကပထမပိုင်းတောင်ရိုက်လို့ရအနေထားဆိုတော့အဲ့လောက်ထိတယ်လွယ်ကူလောက်သွားပါမလားဗောနော်အဲ့အလေးတခုတော့တွေးနေတယ်ဒါပေမဲ့ကျွန်တော်ကတော့ပါဖို့ကြေးကြချိန်တော့တန်ပြီတိလား ကြေးကြချိန်တန်နေဖြစ်ရဒီဥရောပပွဲစဉ်မှာသူခြေစစ်ပွဲတောင်းချောက်ကြီးတွေအောင်တာလေနော်ဒီကာဘီနာဇာပီတာတို့ကိုလည်းရိုက်တယ်ဒိုင်နမိုကီတို့ကိုလည်းရိုက်တယ်ဆိုတော့နော်အဲချန်ပီယံလိမှာသူကြေးကြချိန်တန်ပြီဖြစ်ရကျွန်တော်ဒီဘိုင်ယန်မြူနစ်ကြိုက်ပါတယ်နော်ကိုပေါင်းကတော့လေလုံး90အပြည့်နိုင်လေလုံး90နိုင်ကနည်းနည်းလေးအန်တီများရပြန်เนาะကျွန်တော်ကိုပေါင်းကတော့မကြိုက်အပေါ်လည်းမကြိုက်ဘူး အောက်လည်းမပြီးရောဘိုင်းကလေးလုံးငါးလုံးလည်းရှူသွားနိုင်တဲ့အနေထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကိုပေါင်းကြီးနုနေတဲ့အတွက်အရင်ကြီးမကြိုက်ဘူးအားမပေးချင်ဘိုင်းရင်နှလုံးတော့ဖြစ်ပါเนาะကျွန်တော်ပြား60တော့ရင်းရမယ်ပြား90ပြား60ကြားလို့တော့ကျွန်တော်ရင်းရမယ်၃လုံး3စည်းဘိုင်းညာဖြစ်ရင်တော့ဘိုင်းရင် body အောင်မယ်ပေါ့เนาะအဲဝင်းဒီ win 1လေးတွေရောအဲ win 2ပေါ့ဘိုင်ယံ win 2လေးတွေကတော့ဒါဟိုပထမပိုင်းနဲ့ဒုတိယပိုင်းလို့ခွဲရိုက်နေရိုက်ကြည့်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဆင်ပြေတော့တယ်ဟိုတပွဲလုံး minute 60လုံး win 2ကြတော့ဘာမှရအောင်မဟုတ်ဘူးနော် ဟိုဝင်းကတော့နည်းနည်းလေးအန်တင်များတယ်ဗျ။ဟိုလုံးမြန်မာကြီးနှလုံး60ချုံကတော့နည်းနည်းလေးအန်တင်များတယ်ပေါ့နော်။အဲ့လိုတပိုင်းချင်းဒီဝင်းနေခွဲရိုက်မယ်ဆိုတော့အဆင်ပြေတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘိုင်းရန်ကိုအရေးဆိုပြီးတော့လူကျင်တယ်ဗျ။ပါဖို့ကြီးအောင်နိုင်များနေလို့ကျွန်တော်မကြိုက်လို့တော့ပေါ့နော်။ဟိုဘိုင်းရန်လည်းတကယ်ကံဖြစ်ပါတယ်နော်။ဒီကောင်လည်းတကယ်မကံမကံပဲကျွန်တော်စောင့်ကြည့်ရမှာ။အော်ဘိုင်းရန်ပွဲပဲဘိုင်းရန်ပွဲကဘိုင်းရန်လေးပဲယူချက်ပေးလိုက်ပါမယ်။အဲ့နောက်တစ်ပွဲအင်တာနဲ့ဆလာဗီယာပရာဟာနော်အင်တာကနှလုံး55ပြားနဲ့တုံးလုံး55ပြားရှော စတဲ့ကြီးကတလုံး90ရှုံပြီးခဲ့တယ်အဲတလုံး65ပြားရှုံတလုံးရှုံဝဲပြီးခဲ့တာပေါ့နော်အခုနှလုံးတဝက်နိုင်ပဲဖြစ်တော့တယ်ကိုပေါင်းကြီးတလုံးတည်နေပါပြီးခဲ့ပဲအခုတလုံး90ရှုံအကုန်စုံလိုက် ကြီးကိုအင်တာမီလန်ချေးပြင်းလာနော်အင်တာတကယ်ရိုက်တော့မှာလားနော်အင်ဝင်းကြီးမှာအင်တာတကယ်လုံတော့မှာလားမသိဘူးဆလာမီယာဘရာဟာသူကအင်ဝင်းတော့ကောင်းနေဗျဝေးဝင်းကြတဲ့ကိုကျွန်တော်ကအဝေးဝင်းတော့မယုံလို့မရအင်ဝင်းမှာတော့မှဘူလိုကလေးကိုတိုင်ပတ်နေဆိုတော့နော်ချက်ကလက်က အော်ဒီပွဲကအင်တာကောင်းပါအင်တာပဲယူပါနော်အင်တာနှလုံးတော့ပြက်ပါအိမ်ဝင်းမှာတော့အင်တာ2စီးလောက်တော့သွားမယ်ထင်တယ်ဂိုးပေါင်းကကျွန်တော်ဂိုးပေါင်းလည်းအပေါ်ကြိုက်တယ်360ရှုံ90ရှုံကအင်တာဂိုးပေါင်းကြီးကအဲ့လိုကြီးတန်းမျိုးကရှားတယ်အင်တာကအဲ့လိုကြီးတန်းကဆယ်ပွဲမှာနှစ်ပွဲသုံးပွဲလောက်မြင်ရမြင်ရတာဗောနော်ဒါတော့မဟုတ်ပဲတစ်ဖက်အသင်းကဒီဂိုးပေါင်းအပေါ်ကန်တဲ့အသင်းနဲ့တွေ့မှာအဲ့လိုကြီးတန်းမျိုးဖွင့်တာအင်တာမီလန်အဲ့တော့အင်တာကိုကျွန်တော်ဇုံပေါ်ကြိုက်တယ်အင်တာနဲ့ဂိုးပေါ်လေးတွဲကြိုက်တယ်နော် နောက်တစ်ပုဒ်ကကရာစာစာရေးနဲ့လပါဘူးအဲလပါဘူးခစ္စဘဲလေးကိုရှုံးထားတယ်။အော်တောက်လျှောက်ရှုံးမလားဒါမဲ့ကြေးရတောက်လျှောက်တော့ကြာထားတယ်ငါးပွဲဆက်နီးပါးကြေးကြာနေရဖြစ်တယ်လပါဘူးနည်းနည်းလေးခြေများညိုင်သွားပြီလားဗောနော်ဒါလေးကိုမေကုန်းထုတ်ကြရှိတယ်။နောက်တစ်ပတ်ပြန်လာရင်ဟာလပါဘူးပြင်းများလေးပြန်လာ ချဲစီကိုဝေကွင်းမန်ယူကိုအိမ်ကွင်းပြီးရင်ချမ်ပီယံလိဖရန့်ဘက်ကိုအဝေးကွင်းမလွယ်ဘူးနော် မလွယ်ဘူးမလွယ်ဘရန်ဖို့ကိုဝေးခွင်ခစ္စတယ်ဘယ်ရီနဲ့ထပ်တွေ့မယ်လိကတ်မှာအိမ်ကွင်းနောက်လာဖီရှာ၅ပွဲမှာ၅ပွဲစလုံးကြက်တယ်ဗျကျက်တယ်လို့ပြောလို့ရပြောလို့လက်ရှိချေရင်ထွက်သွားမယ်ဆိုကျက်တယ်လို့ပြောလို့ရပါเนาะချဲစီနဲ့မန်ယူတော့ရှောက်တွေ့မန်ယူကတော့ထားလိုက်ပါအန်ဖီမာကန်ပါဆိုတော့မန်ယူတော့နိုင်ပါเนาะအော်ဒီပွဲကဂရာသာဆာရီအိမ်ကွင်းပမာလက်ပေါင်းနဲ့ဗန်နေချင်းတွေ့ဘူးလေဆိုတော့ကျွန်တော်တွေ့ကြည့်လိုက်မယ်เนาะတစ်ချိန်2006မှာအာ2006ကတော်တော်ကြီးကြာပြီဗျာเนาะ နောက်ချတော့တော်တော်ကြီးကြာတယ်ဒါပေမဲ့တွေးဆုံမှုတိုင်းငါတော့ဂူပေါင်းပေါ်ရောတက်ထားတယ်ဒီကောင်เนี่ยအော်လက်ရှိဂူပေါင်းကြီး၃လုံး85ပြားရှုံးမှာဂူပေါင်းပေါ်ကောင်းပါတယ်เนาะဂရာစာရေးတူဒီကလက်ကလည်းဂရာစာစာရေးအိမ်ကွင်းကဂိုးမြူးတဲ့အိမ်ကွင်းမန်ယူလို့ပါတော့မှဂိုးတွေတွင်းနိုင်တယ်အိမ်ကွင်းမှာเนาะလေပါဦးလည်းဂိုးရမှာပဲပုံပြဂရာစာရေးကပထမကြော့ပထမပွဲတင်တင်မှာဒီ front back ကို5-1နဲ့ရှုံးခဲ့တာဆိုတော့သူဒီနေ့ဒါ အမှတ်လိုရတဲ့နောင်မနိုင်တော့မရှုံးအောင်တော့တည်ရအောင်တော့ကံမယ်အဲ့တော့ဂိုးအပြန်လန်တွေးမယ်ဖွင့်တိုက်မယ်ဆိုတော့ပြီးတော့လင်ပါဝီကနောက်တန်းကလည်းအိမ်ကွင်းမဟုတ်ရင်အဝေးကွင်းလိုပူညံ့နေဗျာသိရမလားအဲ့လိုမျိုးဆိုတော့ကာသာလိုင်းလည်းအိမ်ကွင်းအားနဲ့ပိတ်တဲ့ဝေးနဲ့ဂိုးရမယ်ဒီပွဲလည်းဂိုးရမယ်ဆိုတော့ကျွန်တော်တို့ဂိုးပေါင်းပေါ်လေးပဲရွေးချယ်အောင်ဗော်ဒီကလက်ဆောင်လိုက်ဒီပွဲတုံးလုံးတော့ဘလို့မဆိုအချိန်မရွေးရောက်သွားနိုင်တဲ့အတွက်လင်ပါဝီပွဲကိုဂိုးပေါင်းပေါ်လေးနဲ့ဆွန့်စားအောင်ပါနော်ညီကိုတို့နောက်တစ်ပွဲချဲလ်စီနဲ့ဘင်ဖီကာ အချက်ဒီရဲ့ပြင်ပကမော်ကြီးရဲ့ဒါ sample break ကိုပြန်မဲ့ key စင်ပေါ့ဗျာအော်ဒီဘက်မှာတလုံး20နဲ့30နဲ့ချက်စီရပေး30 30ဒီဘက်ကျွန်တော်တလုံး20နဲ့30နဲ့ခြေတန်းကြောက်ကျွန်တော်ပြင်ပက body ကြိုက်ပါတယ်ကျန်တာအများကြီးတော့ပြောရတော့မရှိပါဘူးလက်ရှိမှာနှစ်တင်းဆုံးတော့တွေ့ဆုံမှုတွေလည်းအများကြီးရှိထားတယ်ပေါ့နော်2013 2014 FIFA Club World Cup မှာလည်းဝန်ဝန်ဒါတည်ကြတာချက်စီတလုံးအပြည့်နိုင်ပြီးပြီးတော့နော်အော်ဒီဘက်မှာကျွန်တော်ချက်စီကိုမကြိုက်ဘူးမာစကာနည်းနည်း ကြိုးပြောင်းထားလို့နေတော့ကျွန်တော်တွေးပါရနော်လက်ရှိမှာလည်းဒါ Brighton နောက်ဆုံးပွဲစဉ်မှာရှုံးနေ Man U လည်းရှုံးနေ Bayern U လည်းရှုံးနေအရှုံးတွေများနေနောက်ဆုံး၄ပွဲမှာတပွဲပဲနိုင်ပြီးတော့နိုင်တဲ့တပွဲဟိုအောက်ကလင်ကွန်းကိုတွားနိုင်တာနော်အဲ Chelsea နည်းနည်းလေးခြေရိုင်းနေအဲကြောင့်မို့ကျွန်တော် Benfica body ကြိုက်တယ်ဂိုးပေါင်းကမော်ကြီးဖြစ်နေတဲ့အတွက်ဂိုးပေါင်းအပေါ်တက်ဖို့နည်းနည်းလေးခက်မယ်ဗျ Benfica တကူရတာဖြစ်ဖြစ် Chelsea တကူရတာဖြစ်ဖြစ် Chelsea ကတော့အိမ်ဝင်တော့တိုက်ကောင်းတိုက် Benfica ကတော့အဲလောက်ထိတိုက်မှာမဟုတ်တော့အဲ့တော့ ကိုပေါင်းကိုတော့လက်ဆောင်ကျင်နေတော့လုံး30နိုင်တယ်ဆိုတော့အပေါ်လဲတက်သွားနိုင်တယ်ပေါ့နော်အဲ့တော့ BB ကပွဲဒီချောင်းလေးပဲကျွန်တော်တွေ့ရယ် 1C21 ဒီလောက်လေးပဲလာနိုင်တယ်ကန်ကောင်းရင်ကျွန်တော်11နဲ့ဒါအပြည့်ရမယ်ပေါ့နော်နောက်တစ်ခွက် AD ကိုနဲ့ Flat Back AD ကတလုံး50ရှုံးတော့လုံး60ရှုံးထိပြင်းပြင်းလာပါရယ်နော်မနက်ကတလုံးကိုတည်ရေတလုံး35ပြားနဲ့ဟုတ်တလုံးတည်ရေတလုံး1 2 3 4ပေးတာအခုတလုံး50တလုံး50อืมကြီးတော့တော်တော်လေးပြင်းတယ်เนาะ အာကြီးပြင်းတဲ့ဆိုတာလေ AD ကရေမထွက်ကိုရိုက်ထားတာဆိုတာဒီလောက်တော့ကြီးတက်လာ front back ကလည်းလက်ရှိမှာကားဖုန်ကောင်းနေဗျာနော်နောက်ဆုံးပွဲစဉ်မှာမူချန်ဟိုလားလား64ဟုတ်တယ်မူချန်ဖွေဖုန်းနဲ့ရိုက်ထားနော်ကိုပေါင်းအပေါ်ပဲကောင်းပါဒီပွဲအော်ဒီပွဲကစကျွန်တော်ဇုံပေါ်ပေးမလို့ဗျာဒါပေမဲ့ AD ကို AD ကိုကကျွန်တော်နည်းနည်းလေးလန့်နေနော်ဘလက်ကောင်နဲ့ပွဲကကျွန်တော်ကြောက်ခဲကြိုက်ခဲ့တာဗျာဂျေးမောင်းထားလို့လန့် ော်ဒီဘက်က body ဆိုရင်တော့ front back ကိုပြတ်တော့မရှုံးတော့ front back ကလက်ရှိမှာ current form on fire ဖြစ်နေဂျာမနီမှာကအဲ့တော့ကိုပေါင်းဘော်လေးပဲယူဆော့ပါနော်ကိုပေါင်းဘော်လေးကောင်းပါအီဒီကိုကိုပေါင်းဘော်ကောင်းတယ်ဇုံဘော်ကြီးတော့ပေးမအောင်လားဘာလို့ real match ကို fight 2နဲ့ဇုံဘော်ပေးအောင်ထားတာဆိုတော့အဲဒီဘက်ဇုံဘော်အောင်ပွားနည်းနည်းလေးခက်လောက်တယ်ဗျနော်ကျွန်တော် front back body လေးတောင်မှနည်းနည်းလေးပူကြိုက်သေးတယ်ဖရမက်တလုံးလောက်နေတော့ရှုံးနိုင်တယ်။သုံးလုံးပြတ်တော့မရှုံးနိုင်ဘူး။နှလုံးပြတ်တော့မရှုံးနိုင်ဘူး။ တကယ်လို့ front back တကူရသွားခဲ့မယ်ဆိုရင် AD ကိုနေ3ကိုအတွင်းမှာကြီးအောင်တော့မှာအဲ့တော့3ကို3 1ဖြစ်မှာကြီးအောင်မယ်ဆိုတော့ကျွန်တော်3 1ဒီမှာဂိုးပေါင်းကြီးက3လုံး90ချုံတော့အပြည့်ရတယ်အဲ့ဂိုးပေါင်းအပေါ်တချောင်းနေပဲဆိုတော့အဲ့ဒါပို့ပြီးတော့ safe ဖြစ်တယ်ပေါ့နော်ဟို ranking ကကြီးမယ်17နဲ့14 17ကနေ14 AD က17 front back က14 17ကနေ14ကို3လုံး90ချုံတော့ကြီးပြင်းနေပေါ့နော်3လုံး90ချုံကကြီးတော်တော်လေးပြင်းပါတယ်နော်ကျွန်တော်ကတော့ဂိုးပေါင်းအပေါ်ကြိုက်တယ် ျွန်တော်ဒီနေ့မှာ9ဘောင်းပေါ်အကြိုက်ဆုံး3ကွက်ရှိရပါတော့ဒီ AD ကိုပွဲ9ဘောင်းပေါ်တော်တော်လေးကောင်းတယ်လီဗာပူးပွဲ9ဘောင်းပေါ်တော်တော်လေးကောင်းတယ်ပြီးမာဆီပွဲ9ဘောင်းပေါ်ကောင်းတယ်ပေါ့နော်ကျန်တဲ့အင်တာပွဲကောင်းတယ်ဒါပေမဲ့ဒုတိယလောက်ပဲကောင်းတယ်အတလန်တာနဲ့ကလပ်ဘူးဒုတိယလောက်ကောင်းတယ်ပေါ့နော်အဲ့တော့9ဘောင်းပေါ်လေးအကြိုက်တူရင်းညီကိုရှင်အဲ့လီ9ကွက်ကိုညီကိုတို့ဒါမောင်းတွဲလဲရတယ်ကိုကြိုက်တဲ့တကွက်တကွက်ချင်းညီထိုးခြင်းလဲရတယ်ပေါ့နော် ကဲအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲเนาะအဲကျွန်တော်မိနစ်20လေးရှိပါနည်းနည်းကြာသွားပြီဆိုတော့เนาะအဲ့တော့ member ဝင်ချင်းကြီးကိုရှိရင်ကျွန်တော် Viber Telegram ဒီမှာဖုန်းနံပါတ်ဒီကျွန်တော်ချပေးထားတယ်ဒါကွန်မန့်မှာ link လေးချပေးထားတယ်เนาะဆက်သွယ်မယ့်နံပါတ်ဒီလည်းချပေးထားပါမယ်အဲ့ဒါနေတစ်ဆင့်ဆက်သွယ်လို့ရပါတယ်အဲ့ဒီနေ့ member ဝင်ဒီနေ့ပွဲစပြီးပို့ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့၈ခွဲဆိုရင်ကျွန်တော်ဗီဒီယိုတင်ပြီးပါညာ၈ခွဲလောက်ဆိုရင်ကျွန်တော် member ကြီးပို့မယ်ပြီးရင် fit ဒီ mount wine spec ကိုအကုန်လုံးဒါ fit channel မှာအကုန်ပို့ပေးသွားမှာဖြစ်ပါတယ်เนาะ အဲတော့အားလုံးအဆုံးလေးကြည့်ကြပြကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးမင်္ဂလာရှိတော့ညချမ်းလေးဖြစ်ကြပါစေအားလုံးဂုဏ်နိုင်ပါအားလုံးဂုဏ်လက်ပါကျွန်တော်မလဖန်ချန်ပီယံလိဒုတိယညမှာအားလုံးပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာ